NNG တင်းမောကဒီလိုဟာစိတ်ကန်းကိုရောက်ရှိပြီးတော့လာပိုင်းအတွင်းလျှက်စစ်ဖြန့်တော့မယ်အားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့မျှဝေခြင်းတဲ့အကြောင်းအရာကတော့ကျွန်တော်တို့နိုင်ငံရဲ့ဒီအ धिक လိုအပ်ချက်ဖြစ်တဲ့လျှက်စစ်တပ်အားအတွက် NNG တင်းမောဟာရန်ကုန်ဒီလိုဟာစိတ်ကန်းကိုစိုက်ကပ်ပြီးတော့လာပိုင်းအတွင်းလျှက်စစ်တပ်အားများဖြန့်ဖြူးပေးနိုင်တော့မယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်တချို့ကိုမျှဝေပေးသွားခြင်းပါတယ် ဒီ liquefied natural gas လို့ခေါ်တဲ့ energy ကို အတူချုံပြောရရင်သဘာဝတန်ငွေ natural gas ကိုအေးဆုံးအဆင့်ထိအေးခံပြီးတော့အရည်ဖြစ်ကိုပြောင်းလဲထားတဲ့ပုံစံဖြစ်တယ်။ဒီအဓိကအားဖြင့်တော့ဒီမီးလောင်နိုင်တဲ့တန်ငွေမီသိန်း CO2 ကိုအေးအနုတ်160ဒီဂရီဆက်စီရဲ့နဲ့ဒီအနိုင်ဆုံးအေးထိအေးခံပြီးတော့အရည်ဖြစ်ကိုပြောင်းလဲထားတာဖြစ်ပါတယ်။အရည်ဖြစ်သွားတဲ့အခါမှာဒီတန်ငွေပမာဏထက်အဆ600လောက်ညော့သွားတာကြောင့် ဒီတင်းမောင်းနဲ့တည်ယူတဲ့အခါမှာပိုပြီးထိရောက်လွယ်ကူတဲ့တန်းငွေလည်းဖြစ်ပါတယ်။တမန်ကြောင့်နည်းနည်းပြောရရင်ဒီ NNG တင်းမောင်းကို2019ခုနှစ်တုန်းကအိတ်ဖွင့်တန်လာခေါ်ယူတဲ့အချိန်မှာဒီအောင်မြင်ခဲ့တဲ့ MD စင်းတဲ့ We Power Energy တဘာဝတန်းငွေတင်တင်းမောင်းကြီးဟာ2022ခုနှစ်နိုဝင်ဘာလတုန်းကဒီရန်ကုန်မြို့တီလဝါစိတ်ကန်းအကွအမှတ်16မှာရှိတဲ့ Doflin Jetty မှာ Floating Storage Unit FSU အဖြစ်နဲ့နှစ်နှစ်ကျော်စိုက်ကပ်ပြီးတော့ တာကေသမြို့နယ်မှာရှိတဲ့မကာဝက်400လေးအစစ်တာအပေးဆက်ယုံနဲ့တန်လင်းမြို့နယ်မှာရှိတဲ့မကာဝက်350တာအပေးဆက်ယုံတို့နဲ့ချိတ်ဆက်ပြီးတော့၄စစ်တာဖြန့်ဖြူးပေးခဲ့တယ်။ဒါနဲ့2023ခုနှစ်မတ်လ30ရက်မှာပြန်လည်ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။အခုတကြော့ပြန်ဒီသင်းမောကြီးကမကြခင်လပိုင်းအတွင်းမှာပဲ၄စစ်တာအတွေဖြန့်ဖြူးပေးတော့မှာဖြစ်ပါတယ်။ဒီသဘောတန်ခွေတင်သင်းမောကြီးကမကာဝက်900ခန့်ကိုဒီရန်ကုန်တိုင်းဒေသကြီးတာကေသမြို့နယ်မှာရှိတဲ့၄စစ်တာအပေးဆက်ယုံနဲ့ ဒီတန်လင်းမြို့နယ်မှာရှိတဲ့လျှက်စစ်တားပေးဆက်ရုံနဲ့ချိတ်ဆက်ပြီးတော့လျှက်စစ်တားဖြန့်ဖြူးပေးဖို့စီစဉ်ထားတာဖြစ်တဲ့အပြင် မကာဝတ်200ကိုကနဦးအနေဖြင့်ရန်ကုန်လျှက်စစ်တားပေး Corporation YSC နဲ့ဒီမန္တလေးလျှက်စစ်တားပေး Corporation MESC တို့ကနေတားဖြန့်ဖြူးပေးတော့မှာဖြစ်တယ်လို့လည်းသိရပါတယ်။ Generation ထုတ်ပေးမယ့်အပိုင်းက12လပိုင်းထဲမှာထုတ်ပေးတော့မှာဖြစ်တယ်။ဒီမကာဝတ်200အတွက်ခုခေတ်ကာလဈေးနဲ့ဆိုရင် ဒေါ်လာတန်းနေရနေပါလောက်ကုန်ကြမှာဖြစ်တဲ့အတွက်အစိုးရအနေနဲ့ဒီပြန်ဖြန့်တဲ့အခါမှာတယူနစ်ကိုတထောင်အောက်လောက်နဲ့ပြန်ဖြန့်နိုင်တယ်လို့လည်းသုံးသပ်မိပါတယ်။ပြီးတော့အဓိကဖြန့်ပြူးပေးမဲ့နေရာကတော့လူနေထူထပ်ပြီးဒီစက်မှုစုံတွေများတဲ့ရန်ကုန်မန္တလေးတိုင်းတွေအပြင်ဒီအခြားတိုင်းနဲ့ပြည်နယ်တွေကိုလည်းလိုအပ်တယ်လို့ပြီးသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။အချုပ်အနေနဲ့ပြောရရင်ဒီ NGO တင်မောကြီးကမြန်မာနိုင်ငံမှာလူနေထူထပ်ပြီး ဆက်မှုဇုံတွေများတဲ့ရန်ကုန်မန္တလေးတို့လိုတိုင်းဒေသကြီးအတွင်းမှာလက်စစ်တအားလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်မှာဖြစ်သလိုအဲ့ဒီမျိုးတွေကစက်ယုံအလုံယုံတွေအတွက်လဲလက်စစ်တအားပုံမှန်ရရှိနိုင်မှာဖြစ်ပြီးတော့ဒီအခြေခံလူတန်းစားတွေအတွက်အလောက်ကန်အခွင့်အလမ်းတွေလဲတိုးပွားလာမှာဖြစ်တယ်လို့ကျွန်တော်အနေနဲ့သုံးသပ်မိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်